မဝိချအကောင့်မယ်ဝယ်ဝယ်စားပွဲပဲအက်အက်ဘာပဲလော်လော်ပထမဦးဆုံးရင်ဆိုင်ရတာတော့အဓိကကတော့ငွေကြိုရှင်းပေးရတာပဲဗျအဲဘယ်သူမှအတော့ငွေကြိုရှင်းမပေးဘဲနဲ့တော့လုံးဝပေးကြအောင်အဲ့တော့ဘာဖြစ်တာလဲဆိုတော့လူ၁၀ရောက်မှာလူ၈၀လောက်ကအဲ့လိုငွေကြိုရှင်းခိုင်းတဲ့လူတွေကလူလိန်ဖြစ်နေပြန်တော့ဗျအဲ့တော့ ကိုကငွေကြိုရှင်းရမှာအလင်းအခအလင်းအခမှာလည်းကြောက်သေးတယ်ဆိုရင်တော့ TikTok တို့ Telegram တို့တော့တွားတွားမစင်စားနဲ့မစင်စားနဲ့အဲကျွန်တော် Facebook ပတ်တွေကိုပဲတွား Facebook ပတ်တွေမှာဆိုရင်တော့အာဒီလူဒီလူကယုံကလာအဲ့လိုမျိုးပေါ့နော်ငွေကြိုရှင်းခံရတာငွေကြိုရှင်းပေးရမှာဆိုတော့ယုံကြည်ရလားစိတ်ချရလားဆိုရင်အဲ သူ့ရဲ့နာမည်ပါကြည့်လိုက်ကျွန်တော်ကသိတယ်ကအာဒီလူကယုံကြည်ရတယ်စကြတာကြချိုးရှင်းလိုက်လို့ရတယ်အဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအများကြီးရှိတယ်။ TikTok တို့ Telegram တို့ကတော့ငွေကြိုရှင်းလိုက်ရင်တော့စီပုံးနေရာများတယ်ဗျ။အဲ့ဟိုတခုကရှိတယ်ဘနော် WeChat account လိုချင်တဲ့လူတွေ server အချင်းတဲ့လူတွေကတော့အဲ့တခုကိုစိုးရကြနော်။อืมကြိုရှင်းရတာပဲ။အဲ့တခုကရှိပါတယ်။